ခုတင်ပြမယ့်သင်ခန်းစာကတော့ကျွန်တော်ဒီမှာယာဖင်းပေါ့နော်ယာဖင်းယာဖင်းဆိုတာမသေးနဲ့အိုယာဖင်းအမဖင်းမဟုတ်ဘူးပေါ့နော်အာဖင်းကိုသွားလေးစီပြီးတော့ဆိုပြီးတော့ငတ်တတ်နဲ့ဆိုရမယ်ဖင်းဖင်းယာဖင်းမသေးနဲ့အိုဥမာမလာသေးနဲ့အောင်ဆိုလို့ရှိရင်မလာသည်လာ ਉ နောက်ကထားပြီးတော့ယာဖင်းယာဖင်းမယာဖင်းမမလာသေးနဲ့အောင်ယာဖင်းပိုင်းမသွားသေးနဲ့အောင်အဲ့လိုမျိုးပေါ့နော်ယာဖင်းအတုံးပေါ့ မှဆိုရင်နမူနာစာကြောင့်ဈေးကိုမသွားသေးနဲ့အောင်ဈေးကိုမသွားသေးနဲ့အောင်ဆိုလို့ရှင်သူကကရိယာရဲ့ရှိရာရာဖန့်ကိုထားသုံးတာပေါ့နော်မိပြောခြင်းနဲ့စာကြောင့်ရဲ့ရှိရာရာဖန့်ကိုထားသုံးတယ်အဲ့တော့ပိုင်တလာဆိုတာဈေးသွားတာအဲ့တော့ဈေးမသွားသေးနဲ့အောင်ဆိုတော့ရှိရာရာဖန့်ကိုထားသုံးမယ်ရာဖန့်ပိုင်တလာရာဖန့်ပိုင်တလာရာဖန့်ပိုင်တလာ ီမှာထိုင်းစာထိုင်းစာဒီမှာတော်လောအော်တော့ဖြစ်နေတာပေါ့နော်လွဲနေထိုင်းစာတော်လောအာတော့ဖြစ်ရမှာနော်တော်လောအော်တော့ဖြစ်နေတယ်။ရာဖန်းပိုင်တလာဈေးကိုမတော်သေးနဲ့အောင်ဒီမှာမအိတ်သေးနဲ့အောင်မအိတ်သေးနဲ့အောင်ဆိုလို့ရှိရင်ဒီမှာနော်နော်အော်နော်နော်နော်ဆိုတာအိတ်တာအဲ့တော့ရာဖန်းနော်ยาพึ่งนอนไม่เอเดเนโอโอโยอายามาเอยาพอเอองอพึ่งมาเอพึ่ง นอ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 ย่าเพิ่งนอนมาเอ็ดดีเนโอมาซาดีเนโอมาซาดีเนโอဆိုရင်ကောဤနော်กินဆိုတာစားတာအဲ့တော့မစားသေးနဲ့ဆိုတော့ရှေ့ကอย่าเพิ่งလေးကိုထားတော့မယ်อย่าเพิ่งกินอย่าเพิ่งกินโอโยอาอย่ามาเอยะพออื้องอเพิ่งมาเอเพิ่งกออีนอกิน ရာဖန့်ကင်မစားသေးနဲ့哦အဲ့လိုပဲမိပြောကျင်တဲ့နောက်ကကိရိယာလေးစကားလေးတွေထည့်ပြီးတော့ရာဖန့်ကိုရှေ့ရထားသုံးလို့ရှိရင်မှတ်သေးနေအောင်ပေါ့နော်